င်္ဂလာပါ Siri for you ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါစေ Siri for you ပြည်သူများအတွက်ဒီကနေ့ဆက်လက်ပြီးတော့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ Siri လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လင်းခဲ့တဲ့ Silo TV Siri လေးရဲ့ဒုတိယအတွင်းနောက်ဆုံးအပိုင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့အပိုင်းမှာတော့ဘာရီဘလိုဖြစ်ခဲ့တယ်လဲဆိုတာကိုအပြင်းထူလွန်းတဲ့ကျွန်တော်အဖွဲ့ကနေပြီးတော့ပြန်မပြောပြချင်တော့ပါဘူး Okay အဲ့တော့အစင်းသစ်ဖြစ်ပြီဆိုရင် Silo Season 2ရဲ့နောက်ဆုံးအပိုင်းလေးကိုစတင်လိုက်ကြပါစို့လား Okay ပါ ကျွန်တော်ကတော့အစီအစဉ်ကိုတိဆက်ပေးမယ် Siri for you ကရှိန်းသူပဲဖြစ်ပါတယ် ဇလိုင်းရဲ့ဆာမှာတော့ဂျူလီယက်အဖေဒေါက်တာပီတာနီကိုစီကို North နဲ့ရှာလီတို့ရောက်လာပြီးတော့ဂျူလီယက်မတည်သေးဘူးဆိုတဲ့သတင်းကိုပြောပြလိုက်တာကြောင့်မလို့အရန်အောင်လွမ်းနေတဲ့ပီတာတယောက်ဂျူလီယက်ရဲ့လက်ပတ်နိုင်လေးကိုကင်ကြည့်နေပုံကံမှုဖြစ်သေးကဂျူလီယက်မတည်သေးဘူးလို့ပြောတဲ့လူတွေအများကြီးတွေမှာ North နဲ့ရှာလီတို့ကယုံကြည်တယ်လို့အဖြစ်ဆုံးပဲလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်တော့ North ကပီတာကိုအကူအညီတစ်ခုတောင်းလို့ရမလားလို့မေးလိုက်တယ်လို့ပီတာကလေ "तू ကူညီနိုင်တာဆိုလို့ ဆေးကုတာပဲရှိရတဲ့အတွက်အရေးကြီးနေဖြစ်ကလေးကအောက်လာကလူတွေကိုသူကဆေးကုရင်းနဲ့ကူညီနေခဲ့တာပဲလို့ပြန်ပြောရင်နေဘာတွေထက်လို့သေးလဲဆိုပြီးတော့မေးလိုက်ပါရီနော့စ်ကသူတို့အကုန်လုံးအပေါ်လွာကိုတိန်းတော်မှမလို့စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖို့ပြောလိုက်ပါရီဆိုင်လိုဆက်ကွန်ပါလေဂျူလီယန်ဆိုလိုနဲ့အီတာတို့တောင်းရောက်က ID ခေါင်းဆောင်ရက်ဆေးရဲ့အခန်းထဲမှာတွေ့ခဲ့တဲ့တန်ရှင်းဝတ်စုံကိုပြန်လာယူနေပါရီအခန်းထဲရောက်တဲ့ခါမှာအကုန်လုံးကိုအမှန်အတိုင်းလက်ခံသွားတဲ့ဆိုလိုက သူငငယ်လေးကနေခဲ့ရတဲ့အခန်းကိုမရောက်တာကြာနေတဲ့အတွက်အတိတ်တွေကိုပြန်မြင်အောင်ရင်းနဲ့မိဘတွေကိုလွမ်းနေခဲ့ပါလိမ့်။ဂျူလီယက်ကတော့ဝစ်ဆုံကိုယူပြီးရတဲ့သူ့ရဲ့ဆိုင်လိုအတွက်အချိန်မရှိတော့တာကြောင့်ချက်ချင်းပဲပြန်ထွက်သွားကြဖို့ပြောလိုက်ပါလိမ့်။ဇိုလိုကတော့အခန်းထဲမှာခဏနေခဲ့ဖို့တောင်းဆိုပေမဲ့သူ့အတွက်အချိန်တိုင်းကတစ်ဖက်ကဆိုင်လိုတွေကလူတွေရဲ့အသက်အတွက်အရေးကြီးနေရကြောင်းဂျူလီယက်ကသူ့အရင်ပြန်နေမယ်လို့ပြန်ပြောကထွက်လာခဲ့ပါလိမ့်။ ဆိုလိုတယောက်တည်းမိဘရင်းနဲ့သူ့ရဲ့ငယ်ဘဝတွေကိုပြန်မြင်ရောင်ရင်းနဲ့စပွဲပေါ်ကအထူးလုံခြုံရေးစနစ်စေဂတ်ဖလိုရေးထားတဲ့စာရွက်အပိုင်းစာတွေကိုမြင်သွားပြီးတော့တခုခုကိုအရေးတကြီးသတိရသွားပါလိမ့်။အဲဒါကြောင့်ဂျူလီယက်နောက်ကိုအသေးအံလိုက်ခေါ်ပြီးဂျူလီယက်ရဲ့ဆိုင်လိုကပြည်သူတွေအတွက်အသက်ရှင်နိုင်ဖို့လမ်းကြောင်းသူတွေ့ခဲ့တယ်လို့ပြန်ပြောကာပြန်ခေါ်လာခဲ့ပါလိမ့်။တပတ်ဆိုင်လိုမှာအောက်ဆုံးလိုအပ်ခန်းစီရောက်သွားပြီးတော့ကွန်ပျူတာ AI တခုနဲ့စကားပြောခဲ့ရတဲ့လူးကတ်ကအပေါ်ဘက်ကိုပြန်တက်ဖို့အမြန်ပြန်လာခဲ့ပြီးတော့ အပြေရောက်တဲ့ခါမှာရှာလီဆောင်ခိုင်းထားတဲ့အဆောင်တယောက်ကလူကတ်ကိုတားနေရကြောင်းအဆောင်ကိုထိုးကျိပ်ပြီးတော့ထွက်ပြေးလာခဲ့ပါသည်။ဘောကားရဲ့ခန်းထဲမှာပေါ်ပီလင်ဟန့်ရှာလီတို့ရောက်နေကြပြီးတော့ North ဝင်လာတဲ့ခါမှာဘေးဆက်ဂျင်နရေတာရဲ့စနစ်ပုံတစ်ခုကိုဖွင့်ပြလိုက်ပါသည်။ပြီးတော့အခန်းထဲမှာရှိနေတဲ့လူအကုန်လုံးကသူယုံကြည်ရတဲ့လူတွေမလို့အစီအစဉ်အကုန်လုံးကိုပြောပြတိုင်းပေမယ့်လို့ပြောလိုက်ပါသည်။ North ကသူတို့တင်ယူလာတဲ့စိုက်ခင်းလွာမှာ စားစရာရင်းမြစ်တွေရှားလာပြီမလို့ စီးနင်းသူတွေပြန်ပြီးတော့တိမ်းမယူခင်အပေါ်လွာအထိတိမ်းယူမယ်လို့ထပ်ပြောလိုက်ပါရီဝေါ်ကာကအစီအစဉ်ကဘလို့လဲမေးတဲ့အခါမှာနော့စ်ကသူတို့မှလူတိုင်းပေါ်နိုင်တဲ့အကြောင်းတရားတစ်ခုကမီးစက်ပဲဖြစ်လို့လိုချင်တာတောင်းမရရင်မီးစက်ကိုဖောက်ခွဲပြစ်မယ်လို့ပြောလိုက်ပါရီအဲအကြောင်းနော့စ်ကလူတချို့ကိုခေါ်ပြီးတော့စီးနင်းသူတွေစောင့်နေတဲ့အတားစီးကိုအရင်ဖောက်ထားပြီးတော့ရှာလီကတော့နောက်တစ်ဖွဲနဲ့လိုက်လာပြီးအချိန်၃နာရီလောက်ကြာအောင်စီးနင်းသူတွေကိုထိန်းထားမယ်လို့ပြောလိုက်ပါရီဒါအပြင်အဲ့ဒီ၃နာရီအတွင်းမှာမီးစက်ကိုရအောင်ဖောက်ခွဲပြစ်ရမယ်လို့အသေးစိတ်ရှင်းပြလိုက်ပါရီ ဘောကာနဲ့ဘောဘေးလင်တို့ကမီးစက်ဖောက်ခွဲမဲ့နော့စ်ရဲ့အစီအစဉ်ကိုညင်းကြပေမဲ့အမန်တယောက်သိဖို့ဒီလိုလူစားတွေကိုဘယ်တော့မှတောင်းဆိုလို့မရတဲ့အတွက်နိုင်နဲ့အကွက်နဲ့ပဲတိုက်ရမှာပဲလို့ပြန်ပြောလိုက်ပါ ori ။စောင်းကြီးကိုင်းထဲမှာတနေကုန်နေပြီးတော့ဝေါ်ကရဲ့အခန်းလှူရှားမှုကိုစောင်းကြီးနားထောင်နေတဲ့ဘာနာကလည်းနော့စ်ကိုစီစဉ်နေတာကိုအကုန်ကြားရတဲ့အတွက်သူတယောက်ပဲဂေါ်လေဗယ်အုံနောက်နဲ့ပုံကန်မှုကြီးကိုအဆုံးသတ်နိုင်တော့ပဲဆိုပြီးတော့အောင်းနိုင်သူကြီးလို့ပြောလိုက်ပါ ori ။ ိုင်နောက်တော့ဘာနာတယောက်အခန်းထဲကထွက်ပြီးတော့အာမန်ဆန်ကိုခေါ်ကာရှိသမျှစီးနင်းသူတွေအကုန်လုံးကိုမီးဆက်စီလွတ်ပြီးတော့ North တို့အစီအစဉ်မစခင်မှာဥအောင်စီးနင်းဖမ်းဆီးဖို့အတွက်အမိန်ပေးလိုက်ပါ ori နောက်တစ်ခဲမှာတော့စီးနင်းသူတွေကသူတို့တားထားတဲ့အတားအဆီးကိုဖျက်ပြီးတော့အလုံးရင်းနဲ့အောက်လွာကိုဆင်းလာကြပါ ori လိုကတ်ကတော့ဘာနာနဲ့အရေးတကြီးတွေ့စရာရှိတဲ့အတွက်အပေါ်လက်စီပြေးတက်လာနေတော့စီးနင်းသူတွေကလိုကတ်ကိုအောက်လွာကလူလို့ထင်ပြီးတော့ရိုက်နှက်ဖမ်းဆီးထားလိုက်ပါ ori ဆိုင်လိုဆက်ကိုနေမှာလေဆိုလိုကအထူးလုံခြုံရေးစနစ် Safeguard ဆိုတဲ့စာအုပ်ပြပြီးတော့ပုံငန်းမှုဖြစ်တဲ့နေ့မတိုင်ခင်တည့်ရက်ကသူ့အဖေနဲ့မိပြောနေတာကိုသူကြားခဲ့တယ်လို့ပြောလိုက်ပါတယ်။သူပြောရတဲ့အထဲမှာအစီအစဉ်တစ်ခုကိုဖျက်ဆီးပြနိုင်ရင်ဆိုင်လိုတွေကပြည်သူတွေအပြင်ထွက်လဲပဲမသေးနိုင်တော့ဘူးဆိုတဲ့ဇကာသူကြားခဲ့တယ်လို့ဆိုလိုကထပ်ပြောလိုက်ပါတယ်။ပြီးတော့မှဆိုလိုကအီတာကကလေးရွယ်ဖြစ်လို့ဒီဇကာတွေမကြားသင့်ဘူးဆိုပြီးတော့သူငငယ်ငယ်ကရခဲ့တဲ့စိတ်ဒဏ်ရာမျိုးရမှာဆိုပြီးတော့ပြောလိုက်ပါတယ်။အီတာကဂျူလီယက်အားကိုနေသူ့ကိုအီတာလို့မခေါ်ဘူးပြန်အော်လိုက်ပါတယ်။ ဂျူလီယက်ကတော့ဆိုလိုပြောချင်တဲ့သဘောကိုနားလေရာကြောင်းအီဒါရဲ့နာမည်ကိုမေးလိုက်ပါတယ်။အီဒါကသူ့ကိုယ်သူဟုတ်လို့ပြန်ပြောတဲ့ခါမှာအလုံငန်းလေးကနေသူတို့ပြန်လာကိုတွားဆောင်နေပြီဖို့တောင်းဆိုလိုက်ပါတယ်။ဟုတ်ထွက်သွားတဲ့အခါကျတော့ဆိုလိုကအထူးလုံချိုရဲ့အစီအစဉ်ကဘာလို့ပြောရလဲဆိုတာသူသေးချာပြန်ပြီးတော့မမှတ်မိသေးဘူးလို့ဂျူလီယက်ကိုပြောပြရင်းနဲ့နေဝသားကဇပွဲပေါ်မှာအတုံးဝင်တာတခုခုတွေ့မလားရှာကြည့်နေခဲ့ပါတယ်။တပတ်ကဆိုင်လိုမှာလဲနော့စ်နဲ့ရှာလီတို့ကပီတာနီကိုနဲ့ဟန်နိုကိုအစီအစဉ်တစ်ခုကိုကူညီပေးဖို့အတွက်ပြောနေပါတယ်။ အဲ့ဒီစီးနေသူတွေကအလုံးနဲ့အရင်နဲ့ဝင်လာပြီးတော့မြင်မြင်သမျှကိုအကုန်ဖမ်းနေတဲ့အကြောင်းတရေလာပို့တာကြားလိုက်ရပါတယ်။နော့စလေပီတာနဲ့ဟန်တို့ကိုထွက်သွားခိုင်းလိုက်ပြီးတော့ကျန်တဲ့သူတွေကိုလည်းသူစုထားတဲ့လက်နက်တွေကိုထုတ်ပေးလိုက်ပါတော့။အဲနောက်တော့စီးနေသူတွေသူတို့စီကိုရောက်လာတဲ့ခါမှာအချင်းချင်းတိုက်ခိုက်နေကြပါတော့။ဘောပိလင်ကသူ့ရဲ့မိန်းမနဲ့ကလေးရှိတဲ့အခန်းစီကိုပြန်သွားပြီးတော့ပုံမို့တရေပေးနေပေမယ့်စီးနေသူတွေကတော့တကားဖြတ်ပြီးတော့ဝင်လာကအကုန်လုံးကိုဖမ်းခေါ်သွားခဲ့ပါတယ်။အဲနောက်ဆုံးမှာတော့အင်အားမများတဲ့အတွက်အကုန်လုံးဒိုင်ယာကိုစီနဲ့စီးနင်းသူတွေရဲ့ဖမ်းခြင်းကိုခံလိုက်ရပါတော့တယ် ။ចောင်းကြီးကန်းကជីနေတဲ့ဘာနာကတော့ North Shore တစ်ဖွဲလုံးဖမ်းမိလာတာမြင်မှပဲစိတ်အေးသွားခဲ့ပါဦးလေ။ဒါမဲ့လည်းမီးဆက်ကိုဖောက်ခွဲမဲ့ဘုံကိစ္စအခြေအနေကိုမသိရသေးတာကြောင့်ဘုံတွေကိုရအောင်ရှာပြီးတော့တားဆီးဖို့အတွက်ပိတ်ထားတဲ့ရေဒီယိုကိုပြန်ဖွင့်ခိုင်းပြီးတော့စီးနေသူတွေကိုအမိန်ပေးလိုက်ပါလေ။အကုန်လုံးတန်းစီဖမ်းခေါ်လာတာကိုစင်းနဲ့ကာမီတို့ကရက်ကြည့်ရင်စင်းကသူတို့ဗက်ရွေးသွားတာမှားပြီလားလို့ကာမီကိုမေးလိုက်ပါလေ။ပြီးတော့မှပေါ်ပိလင်နဲ့သူတွေ့တော့ကဓာတ်ပုံစာရွက်ပြီးစာတစောင်းကိုပါပေါ်ပိလင်ကရဲဌာနသူ့ရဲ့လူတွေစီကိုပို့ခိုင်းခဲ့တာကြောင့် အဲ့ဒီကြောင့်ဘာနာတိယာနဲ့စင်းမင်းကာမီတို့ကိုအပြင်လွတ်မှာကျင်းတည်ရဲဆိုပြီးတော့ပြောပြနေပါရီကာမီကတော့စိတ်အေးအေးထားဖို့နဲ့ရဲဒါနာကလူတွေကပေါ်ပီလင်ကိုပြန်ကူညီပေးခဲ့ရင်သူတို့အတွက်အခွင့်အရေးရှိတည်တယ်လို့ရှင်းပြလိုက်ပါရီဆိုင်လိုဆက်ကွန်မှာလဲဆိုလိုကသူ့အဖေကိုရဲမှုကတတ်ခဲ့တဲ့နေ့ကိုပြန်ပြောပြရင်းနဲ့စိတ်လုံရှားကဘာမှမမှတ်မိတော့တယ်လို့ပြန်ဖြစ်သွားခဲ့ပါရီအဲအားကြောင့်ဂျူလီယက်ကဆိုလိုကိုစိတ်အေးအေးထားပြီးတော့မှတ်မိအောင်စဉ်းစားပေးဖို့နဲ့ပြောချင်စိတ်အရန်လုံးမကြည့်ဖို့အကြံပေးလိုက်ပါရီ ဆိုလိုတယောက်စိတ်ကိုအေးအေးထားပြီးတော့ပြန်စင်းစားရင်းနေမှာသူ့ဘီနဲ့အမေတို့အစီအစဉ်ကိုပိတ်ချဖို့တွားခဲ့တာအောင်မြင်ခဲ့တဲ့အတွက်လူရဲ့အပြင်ဆွထွက်တုံကတော့ချက်ချင်းမတည်ခဲ့ကြဘူးလို့ပြောလိုက်ပါတယ်။အဲနောက်တော့ရေမူကအပြင်ထွက်ဖို့တီးတံမဟုတ်ဘဲနဲ့အကုံလုံးအတွက်မှန်တရားကိုပြောပြဖို့တောင်းဆိုခဲ့တာကြောင့်သူ့ဘီကအထူးလုံခြုံရေးအစီအစဉ်ဆိုတာကအစိမ့်ွေပိုက်လိုင်းတစ်ခုဖြစ်တဲ့အကြောင်းပြောခဲ့တာကိုပြန်မှတ်မိပြီးတော့ဂျူလီယက်ကိုရှင်းပြလိုက်တာကြောင့်ပိုက်လိုင်းနေနဲ့ပတ်သက်တာအကုံရှားမယ်ဆိုပြီးတော့ဇပွဲပေါ်ကမြေပုံတွေကိုရှာဖွေနေကြပါတယ် တပတ်ကဆိုင်လိုထဲမှာလဲရဲဒါနာကိုအချုပ်ခိုင်းတစ်ခုကြိုးစီစဉ်ခိုင်းထားတဲ့ဘာနာရဲ့အမိကြောင့်မလို့လုံထားတဲ့အချုပ်ခန်းအခြေကြီးထဲမှာစက်မှုအလွာကဖမ်းလာသမျှလူတွေအကုန်လုံးကိုစုထည့်ထားခဲ့ပါလိမ့်။ရှာလီတို့အထဲကိုရောက်တာနဲ့အရင်ဆုံးဖမ်းမိတဲ့တရီကိုအကုန်လုံးအစီအပြေသွားမယ့်အကြောင်းအာဘီစကားပြောရင်းနဲ့လူကတ်ပါအဖမ်းခံထားတွေ့သွားခဲ့ပါလိမ့်။ရှာလီကလူကတ်စီကိုတန်းသွားပြီးတော့လှုပ်ဝက်လိုင်ကောင်းထဲမှာဘာတွေ့လဲဆိုတာမေးလိုက်ပါလိမ့်။လူကတ်က "तू ဘာတွေ့ခဲ့တယ်လဲ"ဆိုတာပြောစရာမလိုတော့အောင်သူ့ကိုအကုန်လုံးပြီးသွားပြီမလို့အရေးမကြီးတော့ဘူးလို့သူ့အေးအေးနဲ့ပဲပြန်ပြောလိုက်ပါလိမ့်။ အဲအချိန်စီးနင်းသူတို့ချို့ဝင်လာခဲ့ပြီးတော့ North, Charlie, Bobbili နဲ့ Walker တို့ကိုခေါ်ထုတ်သွားပါတော့လေ။လူအုပ်ကြားထဲမှာအဖမ်းခံထားတဲ့ Patrick Kennedy ကအကုန်လုံးကအလိန်ညာတွေပဲလို့ထောက်အော်ရင်းနဲ့ Julia ကအကုန်လုံးတည်သွားအောင်လို့ Kumira ကနေချပြခဲ့မှုတွေအကြောင်းအော်ပြောနေပါလေ။အဲရောက်ကိုကြားသွားတဲ့ရေမူအောင် Holstein ရဲ့အတွေ့အမှုရဲက Patrick နာကိုကတ်ပြီးတော့သူလဲတစုံတစားတော့မြင်လိုက်ရပြီမေ။အဲ့ဒါပါလဲဆိုတာသိချင်လို့တေးချပြောပြဖို့အတွက်ပြောလိုက်ပါလေ။ လိုကတ်ကအပြင်မှာအန်ရီရှိရလို့ဩပြောရင်းနဲ့ဂျူလီယက်မသေးသေးဘူးလို့ထောက်အော်လိုက်ပါတယ်။နော့ဇိုဘွဲကတော့စီနင်းသူတွေဖမ်းတဲ့နောက်ထပ်ပါသွားရင်းနဲ့ကာလာမကလိန်ကိုထိန်းချုပ်ထားတဲ့အခန်းစီကိုရောက်လာခဲ့ပါတယ်။စီနင်းသူတွေကနော့ရှာလီနဲ့ပေါ်ဘလီနိုကိုကာလာရဲ့အချုပ်ခန်းထဲထည့်ပြီးတော့ဘောကတော့အခန်းခွဲထားဖို့အတွက်ဘာနာအမိန်ပေးထားတယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်အာမန်ဆန်ရောက်လာပြီးတော့စီနင်းသူတွေကိုတားဆီးကဘောကကိုခွဲထားစရာမလိုတဲ့ပြင်ဘောကကြောင့်ပဲသူတို့တိုက်ပွဲနိုင်ခဲ့တဲ့အတွက်ဘာနာအကျေးဇူးတင်တဲ့အနေနဲ့ဝေါ်ကာနဲ့ကာလာတို့လေးများကိုလွတ်ပေးမယ်လို့ပြောလိုက်ပါတယ် နော့စ်ကလည်းတက်စပေါက်ကဝေါ်ကာဖြစ်နေတာပေါ့အဲ့လိုပြောလိုက်တဲ့အခါမှာကာလာကလည်းနင်းလို့တက်စပေါက်မျိုးနဲ့ဘဲမမလိုက်ဘဲနဲ့အချုပ်ထဲမှာပဲနေခဲ့မယ်လို့ပြောပါတယ်ဝေါ်ကာရောက်တဲ့ဝမ်းနေသွားခဲ့ပေမဲ့ပြန်ထိန်ပြီးတော့ဘာနာနဲ့ခဏလောက်တွေးခွင့်ပေးဖို့အတွက်ခွင်တောင်းလိုက်တာကြောင့်မလို့အာမန်ဆန်ကဝေါ်ကောက်ခေါ်သွားလိုက်ပါတယ်အဲ့ဒီအချိန်အလဲလွာအနားလောက်မှာပီတာကလူနာဒင်ထန်းစင်နဲ့အရေးပေါ်လူနာပါတဲ့အတွက်လူရှင်းတဲ့နေရာမှာစေးကူးခွင့်ပေးဖို့အတွက်စီးနင်းသူတယောက်စီမှာတောင်းဆိုနေပါတယ် စီနင်းသူကခွင့်ပြုပေးလို့မရကြောင်းညင်းနေတော့မှာပေါ်ပိလင်ရဲ့ဥပဒေတင်တဲ့တက်ခဲ့ဘူးတဲ့စီနင်းသူတပဲမလေးတယောက်ရောက်လာပြီးတော့ပီတာတို့ကိုသူတာဝန်ယူဖြည့်ရှင်းမယ်လို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲစကားပြောဆက်ကတဆင့်ဘုံးလေးအများကြီးတွေးတဲ့အတွက်အကုံလာခဲ့ဖို့ခေါ်နေရကြောင်းပီတာတို့ကိုတားနေတဲ့စီနင်းသူတွေလည်းထွက်သွားခဲ့ပါတယ်ပီတာတို့အပေါ်ဘက်ကိုတက်ဖို့အတွက်အေးပေါ်လူနာစင်ကိုထမ်းရင်းနဲ့လူနာစင်မော်ကအချိန်မှတ်ဆက်တစ်လုံးပြုတ်ကြခဲ့တာတတိမထားမီဖြစ်သွားခဲ့ပါတယ်လူရှင်းတဲ့လေကားစီကိုရောက်တဲ့အခါမှာတော့လူနာတင်စင်ကိုချပြီးတော့ စီယိုမလာလူတွေကိုအပေါ်ရောအောက်ရောလူရှင်းထားပေးဖို့ပြည်သားပြောလိုက်ပါတယ်။နောက်တော့လူနာတင်စင်ပေါ်မှာပုံလာတဲ့ဟန်ကိုခေါ်လိုက်ပြီးတော့အစီအစဉ်လေးဆလုပ်ရပြီလို့ပြောလိုက်ပါတယ်။ပြည်သားကလူနာတင်စင်ကိုဆွဲဖွင့်လိုက်တဲ့အခါမှာတော့ဘုံတွေအများကြီးတွေကမှအချိန်မဆက်ကိုရှာနေပါတယ်။ဒါမှမဟုတ်လည်းအချိန်မဆက်ကိုမတွေ့ရကြောင်းပြည်သားလည်းသူ့ရဲ့လက်ပနာတွေကိုချုပ်ကာဟန်ကိုပေးလိုက်ပါတယ်။ပြီးတော့မှဂျူလီယက်သာအသက်ရှင်လေးကပြန်တွေ့ခဲ့ရင်သူရမ်းချစ်တဲ့အကြောင်းနဲ့ကိုလှုပ်ချင်တာကိုသာတသက်လုံးလှုပ်ဖို့စကားမှားလိုက်ပါတယ်။အဲဒီနောက်တော့ဟန်ကိုအပေါ်လွာထိတက်ခိုင်းပြီးတော့ ဘုံလေးကိုအသေးခံပြီးတော့ခွဲမယ်လို့ပြောလိုက်ပါရီဟန်ကသူ့ပဲအသေးခံမှုပြောပေးမယ်ပီတာလက်မခံတာကြောင့်အပေါ်လွာစီတက်လာခဲ့လိုက်ပါရီအောက်လွာမှာတော့မီးဆက်ပြီးပပတ်လေးမှာဘုံလေးတထားတွေ့ရပြီးတော့ဘုံဖြုတ်မဲ့အဖွဲ့ကြီးရောက်နေပါရီဘာနာရုံငန်းလေးကိုဝေါ်ကာရောက်လာပြီးတော့ဘာနာပြောချင်တာပြောဖို့အတွက်အမိန်ပေးလိုက်ပါရီဝေါ်ကာသူတို့ဆက်ပြင်ဌာနကအရန်စုတဲ့အတွက်မီးဆက်နာမှပြောရင်အော်မပြောဘဲနဲ့ခြေရလက်ရနဲ့စကားပြောတယ်လို့ပြောလိုက်ပါရီပြီးတော့မှဝေါ်ကာကသူ့ခန်းကင်မရာကနေဘာနာကြားသမျှမြင်သမျှအကုန်လုံးကဘာနောက်ဟန်ပြပြောနေရဖြစ်ပြီးတော့ တကယ်ပြောနေရတဲ့ကချီယန်လက်ဟန်နဲ့ပြောနေရဖြစ်ကြောင်းရှင်းပြလိုက်ပါလိမ့်အဲအချိန်ပေါ်ပေလင်တို့ကိုချုပ်ထားတဲ့အချုပ်ခန်းထဲမှာစောင့်နေတဲ့ရဲမီတယောက်ကစင်းနေသူအဆောင်ကိုပါထုတ်ပြီးတော့စင်းနဲ့ပေးခိုင်းတဲ့စာရတဲ့အကြောင်းပေါ်ပေလင်ကိုပြောကတကားဖွေနဲ့တနက်ပါပေးလိုက်ပါလိမ့်အချုပ်ခန်းကြီးထဲမှာလည်းလူတွေကအော်ဟစ်နေကြင်အပြင်မှာရှိနေတဲ့ရဲတွေကစင်းနေသူတချို့ကိုတနက်နဲ့ချိန်ပြီးတော့ပြန်ဖမ်းထားလိုက်ပါလိမ့်နော့စ်ကရာသီမြလက်နက်တွေကိုယူလာပြီးတော့အချုပ်ခန်းကြီးရဲ့တကားကိုဖွင့်ကတိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါလိမ့် တကားပွင့်နာတဲ့လူကတ်စ်ကတော့ဘယ်သူမှစကားမပြောဘဲအပေါ်လက်စီကိုတန်းပြေးသွားခဲ့ပါရီဆက်မှုလွာမှာတော့ဘုံရှင်းလင်းလုံးမဲ့စီးနင်းသူတွေကမီးဇက်ဘေးကဘုံတွေကိုလိုက်ကြည့်နေရင်းနဲ့ဘုံတွေကစနက်တန်တက်မထားဘဲဖြုတ်ထားတွေးလိုက်ရပြီးတော့စိတ်အေးသွားကြကဘာနာစီကိုသတင်းပို့ဖို့အတွက်အော်ပြောလိုက်ပါရီဘာနာရုံငန်းထဲမှာဝေါ်ကာကသူတို့မှတခြားအစီအစဉ်တစ်ခုရှိသေးတဲ့အကြောင်းဘာနာကိုပြောပြရင်းနဲ့နိုင်ကိုတကြီးကြီးနဲ့၃နာရီအတီကိုစောင့်နေပါရီဘာနာလေအဲ့ဒီတော့မှစိုးရင်တကြီးလန့်သွားပြီးတော့ပြူးပြနေချိန်မှာ 3နာရီခွဲတိရောက်တဲ့အချိန်မှာတော့ဝေါ်ဂါပြောသလိုဘာမှဖြစ်မလာဘဲနဲ့အာမဆန်သာရောက်လာပြီးတော့ဘုံနေကုံတင်းစီရှင်းလင်းပြီးတဲ့အကြောင်းတရင်လာပို့တာကြားလိုက်ရပါတယ်။ဘာနာတယောက်အာရဝမ်းသာဖြစ်သွားပြီးတော့ဝေါ်ကောက်ကိုလှောင်ပြောင်ရီမောနေလိုက်ပါတယ်။အဲဒီအချိန်ပီတာကတော့စိတ်ပိုင်းဖြတ်ကဘုံနေကိုဆက်ထားတဲ့ဝိုင်အန်ဂျိုးတွေကိုပူးလိုက်တဲ့အချိန်မှာပဲလေကားတစ်ခုလုံးပောက်ကွဲပျက်စီးသွားပါတော့တယ်။ဆိုင်လိုဆက်ကွန်ထဲမှာလေဂျူလီယက်နဲ့ဆိုလိုကအစိမ့်ငွေပိုက်လိုင်းကိုဖြစ်နိုင်ခြေရှိတဲ့နေရာတွေကိုမြေပုံမှာရှာရင်းနေဆိုလိုကအလွာနံပါတ်14ကပိုက်လိုင်းနေရာတွေက ူ့မိအလုံးလုံးတဲ့နေရာတွေဖြစ်တဲ့အတွက်အစိမ့်ငွေပိုက်လိုင်းဖြစ်နိုင်တယ်လို့ဂျူလီယက်ကိုပြောလိုက်ပါတယ်။အားကြောင့်သူတို့ကအလွာ14စီကိုသွားဖို့အတွက်အ мян ထွက်လာကြရင်းနဲ့တပတ်ကဆိုင်လိုကပောက်ကွဲတန်ကြောင်းသူတို့နေရာမှာပါတုံးခါသွားတာကြုံလိုက်ရပါတယ်။ဂျူလီယက်ကဘာဖြစ်တာမှမသိပေမဲ့ဆိုလိုကတော့သူ့ဆိုင်လိုမှာဂျုံမှုပြီးသားဖြစ်လို့ဂျူလီယက်ရဲ့ဆိုင်လိုမှာလည်းပုံကံမှုပြင်းထန်နေပြီဆိုတာသိသွားခဲ့ပါတယ်။အဲဒါကြောင့်အစိမ့်ငွေပိုက်လိုင်းစီကိုသွားမကြည့်တော့ဘဲနဲ့ဂျူလီယက်ကိုချက်ချင်းပြန်မရတော့မေးလို့ပြောကအလုံငန်းစီကိုပြန်လာခဲ့ပါတယ်။ တပတ်ကဆိုင်လိုမှာလည်းပောက်ကွဲတန်ကြာနေဝေါ်ကာကသူတယောက်တည်းလှုပ်တဲ့အစီအစဉ်တွေမဟုတ်ဘဲနဲ့ရဲဝင်နန်းနေအကုန်ပူးပေါင်းပြီးတော့စီစဉ်ခဲ့တဲ့အကြောင်းပြောကသူ့ရဲ့ကြောပိုးအီထဲကရဲတစိုက်တွေကိုချပြလိုက်တာကြောင်းအသေးအံရီယိုစကားပြောစက်ကတစင်ဘာဖြစ်တာလဲဆိုတာကိုဘာနာတယောက်မေးကြည့်ရပါတော့နေအောက်လာမှာရှိတဲ့စီနင်းသူခေါင်းဆောင်ကလည်း62လွာကနေ60ထိလေကားတွေတခုမှမရှိတော့တဲ့အတွက်အောက်ရောက်နေတဲ့စီနင်းသူတွေပြန်တက်စရာလမ်းမရှိတော့တဲ့အကြောင်းသတင်းပို့လိုက်ပါတယ်အဲဒီမှာဘာနာဟာဝေါ်ကာတို့အဖွဲ့ကစီနင်းသူတွေကိုအောက်လွာများခေါ်ပြီးတော့ လမ်းဖြက်က ID ဌာနကိုအပိုင်သိမ်းဖို့ကြံနေကြောင်းတည်သွားခဲ့ရပါသည်။အဲဒါကြောင့်ဘာနာကကြံနေသေးတဲ့စီးနှင်းသူတွေကိုစူးစီးလိုက်ပြီးတော့ ID ဌာနကိုကာကွယ်ပေးဖို့အတွက်အာမန်ဆန်အမိပေးလိုက်ပါသည်။အဲဒီအချိန်မှာပဲလူကတ်ရောက်လာပြီးတော့ဘာနာကိုဘာစကားမှမပြောဘဲနဲ့သူပြောရပဲနားထောင်ရမယ်လို့လေးတံမမာနဲ့ပြောလိုက်ပါသည်။ပြီးတော့မှသူအခုပြောမဲ့စကားတွေကတခြားသူရဲ့မြင်မှာပုံကံမှုကိုဖြည့်ရှင်းမှုအရေးတကြီးတိုင်ပင်တဲ့ပုံစံမျိုးဖြစ်အောင်နေပေးဖို့အတွက်ထပ်ပြောလိုက်ပါသည်။ အာမဆန်ကတော့ထွက်သွားပြီးမှလူကတ်စ်နဲ့ဘာနာတို့ဘာရီဖြစ်နေရလဲသိရအောင်ရက်ပြီးတော့နားထောင်နေခဲ့ပါတယ်။ဆေးမကအပေါ်လေကားကနေလူကတ်စ်တို့ကိုအရေးချိန်နေကြည့်နေပါတယ်။လူကတ်စ်က "तू ပြောမယ့်စကားတွေကိုကွန်ပျူတာ AI ဆိုတဲ့ဆရာကြီးကကြားသွားတဲ့စိုင်းလို့တစ်ခုလုံးချက်ချင်းတေကုန်ကြမယ်ကြောင်ပြောကဘာနာကိုတစုံတစ်ခုကြောင်တူတူလေးကပြောလိုက်ပါတယ်။လူကတ်စ်ပြောလို့ပြီးသွားတဲ့ခါမှာတော့ဘာနာတယောက်အသေးကောင်တကောင်လုံးစက်တီတီးသွားပြီးတော့ငြိမ်သွားပါတယ်။လူကတ်စ်ကအဲ့ဒီအကြောင်းလေးကြောင်တရားသူကြီးမဲဆိုးကဘာနာရဲ့နောက်လိုက်ယာရူးကနေနှုတ်ထွက်ခဲ့တယ်လို့ သူလည်းနှုတ်ထွက်တယ်လို့ပြောကလှည့်ပြန်သွားပါတော့တယ်။ဘာနာတယောက်လူသေးကောင်လိုမျိုးလမ်းလျှောက်သွားနေတော့စင်းမြောက်လာပြီးတော့လူကတ်ဘာရီပြောသွားလို့အခုလိုဖြစ်နေရလေလို့မေးလိုက်ပါလိ။ဘာနာဘာမှပြန်မပြောဘဲနဲ့စင်းကိုသူ့ရဲ့နောက်လိုက်ရာလူလိုချင်နေရမလားလို့မေးကကိုနဲ့မကွာဆောင်ထားတဲ့နံပါတ်၈လို့ရေးထားတဲ့အလုံငန်းတော့ကိုပေးလိုက်ပါလိ။ပြီးတော့မှအလုံငန်း password က99239 39လို့ပြောလိုက်ရင်သူ့နောက်လိုက်ရာလူခန့်လိုက်ပြီလို့ပြောကထွက်သွားခဲ့ပါတော့တယ်။ ဆိုင်လိုဆက်ကုန်ထဲမှာလည်းအလုံငန်းစီကိုပြန်အောင်လာတဲ့ဂျူလီယက်ကသူအရေးတကြီးပြန်ရတော့မယ်လို့ပြောကာယူလာတဲ့ဝတ်စုံကိုဖြန့်ချလိုက်ပါရီဒါမဲ့ဝတ်စုံတစ်ခုလုံးကပိုးကိုက်ပေါက်ရည်များနေရာကြောင်းဂျူလီယက်ကလည်းစိတ်ညစ်နေတဲ့ချိန်ဟုတ်ကပြန်ချုပ်ပေးပြီးတော့ပြင်လို့ရချင်မှရမှာဆိုပြီးဝင်ပြောရင်းနဲ့ဝတ်စုံကိုကန်ကြည့်လိုက်ပါရီအဲဒီမှာပဲအော်ဒရီကထလာပြီးတော့အီဒါလိုကန်ဆိုးမှကြောင့်ဝတ်စုံကပြေးနေရလေဖြစ်နိုင်တယ်ဆိုပြီးတော့ဟုတ်ကိုအရင်တိုင်းပဲဆွဆွဲကအပြစ်တင်လိုက်ပါရီတတလုံးငိန်လာခဲ့တဲ့ဟုတ်ကလည်းသူ့ကိုအီဒါလို့မခေါ်တော့ဘူးတော့အော်ဒရီကိုပြန်ခံပြောလိုက်ပါရီ မြောက်သားအပြန်လန်ရန်ဖြစ်နေကြချင်းစိတ်ရှုံနေတဲ့ဂျူလီယက်ကလည်းအော်ဒရီရဲ့နားမလည်မှုတွေကိုရှင်းပြဖို့လိုအပ်ပြန်ပါလေ။ဆိုင်လိုဆက်ကွန်တစ်ခုလုံးမှာအသက်ရှင်ကြံနေတဲ့လူဆိုလို့နည်းနည်းပဲရှိတဲ့အချိန်မှာအချင်းချင်းတယောက်ကိုတယောက်အပြစ်မတင်မဲနဲ့ညီညွတ်ညွတ်နေကြဖို့တပြောလိုက်ပါလေ။ပြီးတော့မှအီတောက်ဟုတ်လို့ပဲခေါ်ဖို့နဲ့ဘသူအပြစ်ကြောင့်မှဖြစ်ခဲ့တာမဟုတ်ဘဲနဲ့တကယ်အပြစ်တွေချင်းဒီဆိုင်လိုတွေကိုထဲ့ပိတ်ထားခဲ့တဲ့ဆောက်ယူတွေကိုအပြစ်တင်မှုတည်းတရားဟောလိုက်ပါလေ။ဂျူလီယက်ကအော်ဒရီကိုစကားပြောနေနောက်လေကြည့်တဲ့ခါမှာဆိုလိုမရှိတော့တာသိလိုက်ရပါလေ။ ဂျူလီယက်ကသူ့ပြန်ပြင်ထားတဲ့မိသက်ဝတ်စုံနေရာကိုသွားကြည့်ရခါမှာတော့ဝတ်စုံကမရှိတော့တဲ့ပြည်ဆိုလိုလဲပြောင်းနေရကြောင်းဆိုလိုကိုရှာဖို့အတွက်အလုံငန်းအနေပြီးတော့ပြန်ထွက်လာခဲ့ရပါတယ်။တပတ်ကဆိုင်လုံမှလည်းလူအုပ်ကြီးကို North နဲ့ Shar တို့ကဥဆောင်ပြီးတော့လက်နက်ကိုစီနဲ့အိုင်းဒီဌာနကိုတင်းဖို့တက်လာနေခဲ့ကြပါတယ်။အိုင်ဒီဌာနရှိမှဝေါ်ကာနဲ့တွေ့တော့မှပောက်ခွဲမှုဖြစ်ပြီးကတည်းကဘာနာရောအကုန်လုံးရောထွက်ပြေးသွားကြတဲ့အတွက်အိုင်ဒီကိုပိုင်ပြီလို့ရှာလီတို့ကိုပြောလိုက်တယ်လို့ကာလာမကလေးနဲ့လေမယားနှစ်ယောက်ပြန်အဆင်ပြေသွားပါတော့တယ် အဲဒီချိန်ဘာနာကတော့သူ့ရဲ့ခန်းစီကိုပြန်သွားပြီးတော့သူ့အတွက်သီးသန့်ထုတ်ထားတဲ့ဝတ်စုံလွဲကိုယူပြီးတော့တနက်ကိုကိုင်ကပြန်ထွက်လာခဲ့ပါ ರಿ လူကတ်ကတော့သူ့မေစီပြန်သွားပြီးငယ်ဘဝအကြောင်းတွေကိုပြန်ပြောရင်းနဲ့သူတို့ဘာမှမတတ်နိုင်တဲ့နေရာကြီးမှာနေနေမိသားစုတွေကိုချိန်မပေးဘဲနဲ့လုံချင်ရတယ်ပဲလုံနေမိခဲ့တဲ့အတွက်တောင်းပန်ကြောင်းစကားတွေပြောနေပါ ರಿ ဘာနာကတော့အိမ်နဲ့တနက်ကိုကိုင်ကအပြင်ထွက်တဲ့အလုံကိုင်းရဲ့ပထမခန်းမတွေမှာထိုင်ဆောင်နေလိုက်ပါ ರಿ ပေးတော့မှခန်းမတွေကလူတွေအကုန်လုံးကိုအပြင်ကိုမောင်းထုတ်ပြီးတော့ပထမတကားကိုအထဲကတော့ပိတ်ထားလိုက်ပါ ಔ ဒီ ဆေးမငါလည်းဘာတွေဖြစ်နေမှလုံးဝမသိရကြအောင်ကြံရမရတဲ့ဆုံးလိုကတ်ရဲ့အိမ်ကိုလိုက်သွားလိုက်ပြီးတော့တနက်နေ့ချင်းကဘာနာကိုဘာပြောရလဲမေးနေပါလိလိုကတ်ကတော့ဆေးမြက်တနက်ပြောင်းဝါနာကိုကတ်သွားပြီးတော့အားလုံးပြီးသွားပြီမလို့ဘသူမှဘာမှမတက်နိုင်တဲ့အခြေအနေကိုရောက်နေတဲ့အတွက်သူတို့သားမီးကိုလည်းတတ်ချင်တတ်လိုက်လို့ရတယ်လို့ပြောနေပါလိအဲဒီအချိန်ဆိုင်လိုဆက်ခွန်ထဲမှာဂျူလီယက်ကဆိုလိုကိုရှာရင်းနဲ့ရေရီရှိရဲ့လေကားစီကိုရောက်လာခဲ့ပါလိဆိုလိုကတော့ဂျူလီယက်ပြန်မြင်ထားတဲ့မီးသက်ဝတ်စုံနဲ့ခေါင်းစုပ်ကိုဆွတ်လျက်သားရေထဲကတက်လာခဲ့ပါလိ အပေါ်ရောက်တော့မှဝစ်စုံရဲ့ခေါင်းစုပ်ကဝစ်စုံရောလုံလားမလုံလားသိရအောင်လို့ရင်ငုပ်ပြီးတော့စမ်းကြည့်ပြီးတာလို့ဂျူလီယက်ကိုပြောလိုက်ပါရီနောက်တော့ဝစ်စုံမှာဘာချုံရင်းချက်မှမရှိလို့ဂျူလီယက်တယောက်စိတ်ချလက်ချပြန်နိုင်ပြီလို့ပြောလိုက်ပါရီနောက်တော့အော်ဒရီတို့အကုန်လုံးဆိုင်းလို့အပြင်ထွက်တဲ့ပထမအခန်းတကားမှာအချင်းချင်းနှုတ်ဆက်ကအော်ဒရီတို့ကိုအရင်ပြန်ခန်းလိုက်ပါရီပြီးတော့မှပထမတကားကိုဖွင့်လိုက်ပြီးတော့နောက်ဆုံးတကားကိုဖွင့်ဖို့အတွက်ဆိုလို့နှုတ်ဆက်လိုက်ပါရီဆိုလိုကတော့ဂျူလီယက်ကိုခေါင်းစုပ်ဝစ်ပြီးနေအစဉ်ပြေရင်တော့ပြန်လာခဲ့ပြီလို့ပြောကတကားဖွင့်ပေးလိုက်ပါရီ တပတ်ကဆိုင်လိုမှာတော့ Patrick ဦးဆောင်တဲ့လူအုပ်ကြီးကအပြင်းမလုံုံတဲ့အတွက်အပြင်းထွက်ဖို့အတွက်တကားစီကိုပြေးသွားနေကြပါ ಡಿ ။ North အပါဝင်ပေါ်ပေလင်တို့ဟန်တို့ကရောအပြင်းမလုံုံတာမသေးကြမချင်းအပြင်းုံမထွက်ပဲအမန်တရားကိုဘာနာကိုယ်တိုင်ရှင်းပြပေးစီချင်တာကြောင့်လူအုပ်ကြီးကိုပြန်တားဖို့ကြိုးစားနေရပါ ಡಿ ။ North နဲ့ဟန်တို့ကလူအုပ်ကြီးကိုတတ်နိုင်သလောက်တားနေချင်းပေါ်ပိလင်ကပထမတကားခမ်းမနာကိုသွားကလူတွေဘာမှမဖြစ်ခင်မှာအမန်တရားကိုရှင်းပြပေးဖို့အတွက်ဘာနောက်တောင်းဆိုလိုက်ပေမဲ့ဘာမှပြန်မပြောဘဲနဲ့ဝစ်စုံကိုဘေးချက တနက်တလက်နဲ့တကားကိုတေးချာထိုင်ဆောင်နေပါ ರಿ ။ဘောဘိတ်လင်ကိုတတိထားကြည့်နေတဲ့ပက်ထရစ်ကလည်းနော့ဂျိုကိုရှောင်ပြီးတော့ပထမတကားအနာထီလိုက်လာပြီးအပြင်ကိုဆွဲထုတ်ခေါ်သွားပါတော့ ರಿ ။အဲဒီအချိန်မှာပဲစားတောက်တမ်းမှန်မြင်ကနေဂျူလီယက်အမြန်ပြန်ပြေးလာတာကိုအကုန်လုံးကမြင်လိုက်ရပါ ರಿ ။နော့စ်ရှာလီနဲ့ဝေါ်ကာတို့ကလည်းဂျူလီယက်တကယ်မသေးမန်းတည်ပြီးတော့အကုန်လုံးဝမ်းသာသွားကြပါ ರಿ ။ဂျူလီယက်ကဆိုင်းလုံးအနောက်ကိုရောက်တာနဲ့သူ့ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့ပိတ်ဆောက်ထုတ်ကကင်မရာကိုတန်ရှင်းလုပ်လိုက်ပါ ರಿ ။အဲဒီတော့မှပိတ်ဆောက်မှရေးထားတဲ့ အပြင်မှာအန်ရီမကင်းသေးတဲ့အတွက်အပြင်ထွက်မလာကြနေဆိုတဲ့စာကိုကင်မရာကတဆင့်ထောင်ပြလိုက်ပါတယ်။အဲဒီနောက်တော့ဆိုင်လိုတကားကိုဖွင့်ဖို့ယူလာတဲ့တန်ကလော်ဒန်နဲ့စူးစမ်းပြီးတော့ဖွင့်နေပါတယ်။အကုန်လုံးကိုမြင်သွားတဲ့ဘာနာကဝစ်ဆုံဝစ်ပြီးတော့ဒူရီယာတကားကနေထွက်လာရင်းနဲ့ဆိုင်လိုရဲ့ပေမဝင်ပေါက်တကားကိုလည်းဖွင့်ပေးလိုက်ပါတယ်။ဂျူလီယက်ကတကားနဲ့ဝင်လာတဲ့ခါမှာဘာနာတနက်နဲ့ချိန်ပြီးတော့ဘာလို့ပြန်လာလဲမေးလိုက်ပါတယ်။ဂျူလီယက်ကလူတွေကိုကယ်ဖို့ပြန်လာတဲ့အကြောင်းပြောလိုက်ပေမယ့်ဘာနာကတော့ဂျူလီယက်ကြောင့်ပဲဒီလူတွေအကုန်သေဖို့ဖြစ်လာကြတာကိုသူလည်းမတားနိုင်တယ်လို့ ဘသူမှတားလို့ရတဲ့နေထားမဟုတ်တော့ဘူးလို့ပြောလိုက်ပါလိပြီးတော့မှသူ့တသက်လုံးမှာဘာမှလုံးလို့မရတဲ့အရာကြီးတွေပေးဆက်ခဲ့သမျှနောင်တအနေနဲ့တသက်မှာတစ်ခါလောက်လွတ်လပ်ခြင်းလို့အပြင်ကိုထွက်လာခဲ့တဲ့အကြောင်းပြောလိုက်ပါလိဂျူလီယက်ကအစိမ့်ငွေကိစ္စအကြောင်းဆိုရင်တော့ဖြည့်ရှင်းလို့ရနိုင်တဲ့နီလန်တစ်ခုသူသိလာတယ်လို့ပြောလိုက်ပါလိဘာနာလည်းအထူးလုံုံရေးအစီအစဉ်စီကော့ဖ်လို့ပြောလိုက်တဲ့အခါမှာဂျူလီယက်ကသူကုံသိလာခဲ့တဲ့အပြင် ဖြည့်ရှင်းလို့ရမယ့်နည်းကိုလည်းရှာလို့ရမယ့်အကြောင်းထပ်ပြောလိုက်ပါလိ အဲဒီအချိန်တကားကအလိုလျောက်ပြန်ပိတ်ခန်းလေးမှာဂျူလီယက်ကတကားထဲဝင်လိုက်တာကြောင့်ဘာနာလဲအထဲဝင်လာတဲ့မီးလောင်လိမ့်မယ်လို့တားပေမယ့်မမီတော့ဘဲနဲ့သူ့ဘာတကားတွေပြန်ဝင်ပိတ်မိသွားပါလိမ့်ဆိုင်လိုအပြင်နဲ့အထဲကိုခြားထားတဲ့လေလုံငန်းတွေရောက်တဲ့ခါမှာတော့ဘာနာကမီးလောင်တော့မှမလို့ဝိဖို့ပြောလိုက်ပေမယ့်ကြိုတိမထားတဲ့ဂျူလီယက်ကတော့တန်အန်တော်ကြည်ရင်နဲ့လေလုံငန်းတစ်ခုလုံးမီးတွေပန်းထွက်လာပြီးတော့နှစ်ယောက်စလုံးမီးလောင်သွားပါတော့လိမ့်ဆိုင်လိုထဲမှာတော့ဆင်းကဘာနာပေးရတော့တဲ့ပါဝါကိုတုံးပြီးတော့ legacy အလုံငန်းတွေဝင်သွားခဲ့ပါလိမ့် ဆေးမကသူတောက်ထဲမှာသွားတော့ပင်နေကာမီနဲ့သူ့ရဲ့သားကိုပါခေါ်သွားပြီးတော့အထဲရောက်တဲ့အခါမှာဖန်သားမြေတစ်ခုကနေကွန်ပျူတာ AI တစ်ခုကဘသူတွေလဲဘာကိစ္စရောက်လာလဲလို့မိတာကိုကြားလိုက်ရပါတယ်ဆေးမကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးတော့မိမနဲ့ကလေးကိုပါမိတ်ဆက်ပေးလိုက်ပါတယ်ပြီးတော့မှဆိုင်လိုကိုကေတင်ဂျင်လို့ရောက်လာတာလို့ပြောလိုက်ပါတယ်ကွန်ပျူတာ AI ကလည်းဆိုင်လိုကေဖို့ဖြစ်နေတဲ့အတွက်လမ်းတူတယ်လို့ပြောပြီးမှဆေးမနဲ့ကလေးကိုအပြင်ပြန်ထွက်ဖို့ပြောကာမီတယောက်တည်းကြံခဲ့ရမယ်လို့အမိန်ပေးလိုက်ပါတယ် နောက်တစ်ခါမှာတော့ Washington DC မြို့ရဲ့အိမ်ပြူတော်နာကစားတောက်ဆိုင်တစ်ခုစီကိုလူတစ်ယောက်ကမိုးရဲလမ်းလျှောက်လာနေပါလိမ့်။စားတောက်ဆိုင်ရှိကိုရောက်တဲ့အခါမှာလုံုံရေးစစ်ဆေးမှုခံယူပြီးတော့အထက်ကိုဝင်သွားခဲ့ပါလိမ့်။ဆိုင်ထဲမှာတော့စားတောက်သူတွေကြားကစပွဲတစ်လုံးမှာမိမတစ်ယောက်ကတစုံတစ်ယောက်ကိုဖမ်းဆောင်နေပါလိမ့်။ဝယ်လိုက်လူကလည်းထိုင်နေတဲ့မိမရဲ့စပွဲနာကိုကတ်လာပြီးတော့ဟေလန်ဟုတ်တယ်မလားလို့မေးလိုက်ပါလိမ့်။ဟေလန်က "तू နဲ့ချိန်ထားတဲ့လူဆိုတာတေးကြတာနဲ့ရုပ်တည်မနေတော့ဘဲနဲ့အရင်ကတေးခဲ့ဘူးသလိုပြန်ဆနောက်လိုက်ပါလိမ့်" ဝင်လာလူကဟယ်လန်နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တာနဲ့ဟယ်လန်ကဘုံပေါက်ကွဲမှုဖြစ်တုန်းကဘဲမာလေးလို့မေးလိုက်ပါတယ်။ဝင်လာသူကဂျော်ဂျီယာခရိုင်နံပါတ်15မှာအလုံးလုံးနေရလို့ပြန်ဖြေရင်းနဲ့ဟယ်လန်ရောဘဲမာလေးလို့ပြန်မေးလိုက်ပါတယ်။ဟယ်လန်ကလည်းအလုံးမာလို့ပြန်ဖြေတဲ့အခါမှာဝင်လာသူကဟယ်လန်ရဲ့လုပ်ကဒပုတ်သတင်းဌာနကသတင်းတောင်မဟုတ်လားဆိုပြီးတော့သူဂျိုဒီစုံစမ်းထားကြောင်းပြောလိုက်တာကြောင့်ဟယ်လန်ကဝင်လာတဲ့သူကိုအသည့်ဆက်ဆက်လွတ်တော်အမတ်လေးမဟုတ်လားလို့မေးလိုက်ရင်းနဲ့ပြန်ကြွားလိုက်ပါတယ်။အဲဒီတော့နှစ်ယောက်သားကစကားတွေပြောကြရင်းနဲ့ လွတ်တော်အမတ်ကသူတို့ရေဒိတ်လုံနေကြတာမဟုတ်လားလို့မေးလိုက်ပါတယ်။ဟေလန်ကဒိတ်လုံတယ်ဆိုတဲ့စကားကိုလူတွေမတုံးကြတော့တာ65နှစ်လောက်တောင်မှရှိနေလောက်ပြီလို့ပြောလိုက်ပါတယ်။ပြီးတော့မှလိုရင်းကိုပဲပြောကြရအောင်ဆိုပြီးတော့အီရန်ကိုပြန်ပုံကံမှုအစီအစဉ်ရှိလားဆိုတာနဲ့အမေရိကန်ကိုရေဒီယိုဘုံတိုက်ခိုက်မှုအစီအစဉ်ရှိနေတယ်ဆိုတဲ့သတင်းဟုတ်မဟုတ်ဟေလန်ကသတင်းတောက်ပြီးပြီးချင်းတွေ့နေရဲ့လွတ်တော်အမတ်ကိုမေးလိုက်ပါတယ်။လွတ်တော်အမတ်ကဘာမှပြန်မပြောဘဲသူပြန်လာပို့ကောင်းမယ်လို့ပြောတာထားလိုက်ပါတယ်။ ပြီးတော့မှလက်ဆွဲအိတ်ထဲကပါဆယ်ထုတ်တစ်ခုကိုယူပြီးတော့ဟဲလန်ကိုပေးလိုက်ပါတယ်။ဟဲလန်ကလည်းဒေသရွက်စားစရာတစ်ခုခုလာလို့မေးတဲ့အခါမှာလွတ်တော်မက်ကလည်းတို့အိလန်ထိတ်စတိုးဆိုင်ကဝေလာတဲ့အရာတစ်ခုလို့ပြန်ပြေကထွက်သွားခဲ့ပါတော့တယ်။လွတ်တော်မက်ပြန်ထွက်သွားတဲ့အခါမှာပါဆယ်အိတ်ကိုဖြွင့်ကြည့်တဲ့အခါမှာတော့ဂျူလီယန်နဲ့ဂျော့ချ်ဝေကင်တို့ချစ်ကြိုက်နေကြဂျော့ရှာတွေ့ခဲ့ပြီးတော့ဂျူလီယန်ကိုလက်ဆောင်ပေးခဲ့တဲ့ရှီယောင်းမွေနဲ့ဘဲရုပ်ဖုံးတဲ့ပစ္စည်းလေးတစ်ခုနဲ့တပုံဆိုင်နဲ့တူတဲ့အယုတ်လေးတစ်ခုဖြစ်နေတာကိုဟဲလန်တယောက်တွေ့လိုက်ရပါတယ် ဟဲလန်နဲ့ချင်းတွေ့ပြီးတော့ကစားစရာအယုတ်လေးတရုတ်ပေးခဲ့တဲ့လွတ်တော်အမတ်ရဲ့ကလေးဆန်မှုကိုရီမောရင်းနဲ့ပတ်ဆက်ရှင်းမှုပြောတာဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။အဲဒီညလေးမှာပဲကျွန်တော်တို့တင်ဆက်ပေးလာတဲ့ Silo TV Series ကြီးကလည်းပြီးဆုံးသွားခဲ့ပါပြီခင်ဗျ။ဇလန်းတစ်ချောင်းလုံးကိုမြေအောက်က Silo ကြီးထဲမှာရိုက်ပြခဲ့ပြီးတော့မှနောက်ဆုံးဇသိန်းခန်းတစ်ခုကိုတော့လက်ရှိခေတ်ကာလရဲ့အခြေအနေတစ်ခုကိုဘာကြောင့်ရိုက်ပြထားခဲ့တာလဲ။လွတ်တော်အမတ်နဲ့ဟဲလန်တို့ကရောဘသူတွေလဲ။ဘာကြောင့်များ Silo ထဲမှာရှီယောက်အမွေနဲ့ပစ္စည်းဖြစ်ခဲ့တဲ့ပစ္စည်းလေးတစ်ခုက တစ်လွင်တောက်ပါတဲ့အယောင်အစင်းနဲ့ဟဲလန်စီကိုလက်ဆောင်အဖြစ်ရောက်လာခဲ့ရလေသူတို့နှစ်ဦးကဆိုင်လိုရဲ့တီထောင်သူတွေလားဒါမှမဟုတ်အခုနောက်ဆုံးပြသခဲ့တဲ့အခန်းကဆိုင်လိုခစ်ကာလာရဲ့အလွန်အနာဂတ်တစ်ခုစီကိုဖော်ပြနေရလားစသဖြင့်မေကုံပေါင်းများစွာကိုတော့ပေးနေခဲ့ပြီပဲဖြစ်တယ်လို့အရန်အရန်ကိုမှတည်ကျင်စိတ်ပြင်းပြနေသူတွေကတော့ကိုယ်ကဲမှာအဖြေရှာကြည့်ဖို့အတွက်တိုက်တွန်းလိုက်ရင်းနေပေဆက်လက်ထွက်ရှိလာမယ့်ဆိုင်လိုစီဇန်3ကိုစောင့်ကြပါစို့လားခင်ဗျာဟုတ်ကဲ့ပါ ရုပ်ရှင်ဇာတ်လမ်းကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap တင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလှုပ်ထားပေးကြပါဦးခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းနဲ့ကိုယ်ရည်ချမ်းသာခြင်းများပြည့်စုံကြပါစေလို့ ZD for you ရဲ့ wine တော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ